လျင်ရဲဝန်းတွင်ကြောက်ရောက်နေတဲ့မြန်မာနိုင်ငံဟာငလျင်ကြီးများအချိန်အမွေလှုပ်ခတ်နိုင်တဲ့အန္တရာယ်ဆုံးတွင်ကြောက်ရောက်နေပြီးငလျင်ကြောက်လူအသက်ပေါင်းများစွာသေဆုံးခဲ့ပြီးဖြစ်ပါတယ်မြန်မာနိုင်ငံမှာအန္တရာယ်ကြီးမားတဲ့ထုံးစိုက်ဆုံးများတည်ရှိနေသလိုပြည့်ရွကြောများအများပြားလည်းတည်ရှိလို့နေပါတယ်မြန်မာနိုင်ငံမှာငလျင်ဘေးအန္တရာယ်အများဆုံးကိုဖြစ်ပေါ်စေခဲ့ပြီးနောက်အနာဂတ်မှာလည်းငလျင်ကြီးများလှုပ်ခတ်လာနိုင်တဲ့သကိုင်းပြည့်ရွဟာမြောက်ပိုင်းပူတော်ဦးမှမုံတမပင်လယ်တဲ့အထိ မိုင်မောင်းထောင်းနေရကြောရှင်လျားပါတယ်။စကိုင်းနေပြီးတော့ဘကုံးမြို့ကြီးများအပေါ်တက်တက်မှာတရှိနေပြီးပြည့်၍အနီးမှာမြကြီးနားတကောင်းတပိတ်ချင်းမန္တလေးတောင်ကြီးချူးမြို့တို့တရှိနေပါတယ်။စကိုင်းပြည့်၍တတန်းဟာနှစ်ပေါင်းဆယ်တန်းခန့်ရှိပြီလို့ဘူမိဗေဒပညာရှင်များခန့်မှန်းထားပြီးရှေ့ရခင်ကနှင်းစီပြည့်၍လို့ခေါ်ဆိုခဲ့ကြပါတယ်။1990ဝန်းကျင်ကာလမှာ ဘူမိဗေဒဂရိကဒေါက်တာဝင်းဆွေကအဲ့ဒီပြည့်ရွေကိုသူ့တည်သနာပြုလုပ်ခဲ့ပြီးစကိုင်းမျိုးကိုဖြတ်ကာစကိုင်းတောင်ရုံအနောက်ဘက်ဘေးတလျှောက်တွေ့ရှိခဲ့တဲ့အတွက်စကိုင်းပြည့်ရွေလို့အမည်ပေးခဲ့ပါတယ်။စကိုင်းပြည့်ရွေဟာမြန်မာနိုင်ငံအတွင်းသက်ဝင်လှုပ်ရှားမှုအရှိဆုံးပြည့်ရွေဖြစ်ပြီးတမိုင်းမှတ်တမ်းများအရမြန်မာနိုင်ငံရဲ့ငလင်ဘေးအများစုဖြစ်ပေါ်ရာစစ်မြေတစ်ခုဖြစ်ပါတယ်။1839ခုနှစ်မှာလောက်ကခဲ့တဲ့အင်းဝငလင်ကြောင့်အမရဘူရာမျိုးတော်အသင်းနဲ့ဖင်းဝမျိုးတော်ဟောင်းတို့ပြင်းပြင်းထန်ထန်ပျက်စီးခဲ့ပါတယ်။လူပေါင်း200မှ300ကျော်သေဆုံးခဲ့ပြီး ငလျင်လောက်ခတ်မှုကြောင့် ARD မြင့်ရဲ့စီးဆင်းမှုပြောင်းပြန်ပြသွားခဲ့ပါတယ်။အံကော30ခုနှစ်မှာလှုပ်ခတ်ခဲ့တဲ့ဗကုံးငလင်ကြောင့်ဗကုံးရှင်မော်တော်ဘုရားကြီးပါဝင်ဇေရီပထုံးများဒူနေအဆောက်အအုံများပြူကျပျက်စီးခဲ့ပြီးလူပေါင်း900ခန့်ထိဆုံးခဲ့ပါတယ်။အဲ့ဒီငလင်အရှင်ကြောင့်ရန်ကုန်မြို့မှာလည်းလူပေါင်း90ကျော်ထိဆုံးခဲ့ပါတယ်။ရွှေရုံဘုရားစိတ်မှုတော်ကြိုးကြခဲ့ပြီးဒူနေအဆောက်အအုံများပြူကျပျက်စီးခဲ့ပါတယ်။ 1956ခုနှစ်မှာစကိုင်းမြို့အနီးလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်စကိုင်းမြို့နဲ့ပတ်ဝန်းကျင်မှာအပျက်စီးများခဲ့ပြီးအင်းဝသရအနှဲငယ်ပြေးသွားခဲ့ပါတယ်။စကိုင်းတောင်ရိုးရှိဇေဒီပထုများပြိုကျပျက်စီးခဲ့ပြီးလူပေါင်း38ဦးခန့်သေဆုံးခဲ့ပါတယ်။2012ရွှေဘုံငလင်းကြောင့်26ဦးထက်မနည်းသေဆုံးခဲ့ပြီးရွှေဘုံမြို့အနီးဆောက်လုပ်ဆဲမြို့ဦးသရကြီးတခုပြိုကျပျက်စီးခဲ့ပါတယ်။အဲ့ဒီငလင်းတွေဟာစကိုင်းပြည်ရွှေကြောင့်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီးစကိုင်းပြည်ရွှေကျောတလျှောက်မှာပြည်ထောင်တဲ့ငလင်းကြီးများအခြေချင်းလှုပ်ခတ်ခဲ့တယ်လို့ အလက်စားနဲ့အသေးစားကလေးများလည်းအချိန်ကြီးလှုပ်ခတ်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာ Vistar Ski ရှစ်နှစ်အထက်ပြင်ထန်တဲ့ကလေးကြီးတွေဟာနှစ်ပေါင်း139နှစ်ခန့်မှတစ်ချိန်6.8အဆင့်ရှိတဲ့ကလေးတွေဟာနှစ်ပေါင်း90မှတစ်ချိန်ပြန်လည်လှုပ်ခတ်လို့ရှိတယ်လို့ဘူမိဗေဒပညာရှင်တွေကသတိပေးမှုတွေပြုလုပ်ထားပါတယ်။စကိုင်းပြည့်ရွေတောင်ဘက်ပိုင်းဖြစ်တဲ့ရန်ကုန်နဲ့ပဲခူးမြို့များအနီးနဲ့မန္တလေးစကိုင်းမြို့အနီးစကိုင်းပြည့်ရွေအလဲအစက်ပိုင်းတို့မှာလွန်ခဲ့တဲ့နှစ်ပေါင်း65နှစ်မှ နှစ်ပေါင်း90အတွင်းတိတိတသာငွေများလောက်ခတ်ခဲ့ခြင်းမရှိတဲ့အတွက်စကိုင်းပြည်ရွှေမှငွေငင်းများအချိန်အခါမရွေးလောက်ခတ်ဖို့အဆင်သင့်ဖြစ်နေပြီဆိုတာအားလုံးသတိပြုရမှာဖြစ်ပါတယ်။